နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ရန်ကုန်မြို့ဗဟန်းမြို့နယ်တက္ကသိုလ်ရိပ်သာလမ်းရှိချမ်းမတ်54ကိုလေလံကျန်းကင်းစေးအချိန်ချင်းသတ်မှတ်ပြီးဈေးလျှော့ရောင်းနေပေမဲ့လည်းရောင်းမထွက်တဲ့အတွက်ဒေါန်ဆန်းစုကြည်ဘက်ကကျန်းကင်းစေးသတ်မှတ်ပေးဖို့အကိုဖြစ်သူဦးအောင်ဆန်းကရှေ့နေအဖွဲ့ကိုတောင်းဆိုထားတယ်လို့သိရပါဗျ။ဦးအောင်ဆန်းဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကယုံကျင်းမှာဒေါန်ဆန်းစုကြည်ဘက်ကလေလံစေးသတ်မှတ်ပေးဖို့ကိစ္စနဲ့ပတ်သက်ပြီး ရှောက်ထားမှုပြုလုပ်ခဲ့တယ်လို့တရားရုံးနဲ့နှိစက်တဲ့သတင်းရင်းမြစ်စီကသိရပါဗျ။ဒွန်ဆန်းစုကြည်နဲ့ရှေ့နေဖွဲ့ကလည်းအခုချိန်ထိတွေ့ခွင့်မရဘူး။တရားရှုံးနဲ့ဒွန်ဆန်းစုကြည်ကလေးလံဈေးသတ်မှတ်ပေးရမယ်ဆိုကြဲကထုံးစံမရှိဘူး။အဲ့ဒါကိုအခုလာမယ့်ရုံးချင်းမှာအမိတ်တစ်ခုချမှတ်အောင်မယ်ဆိုတော့လွန်လွန်းသွားပြီလို့ရှေ့နေတူက ERI Times ကိုပြောပါဗျ။ ခြံမှတ်54ကိုပြီးခဲ့တဲ့ April 29ရက်နေ့မှာဦးအောင်ဆန်းကရှော့ဈေးနဲ့လေးချိန်မြောက်လေးလံတင် ရောင်းချပွဲမှာတင်ပြရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိဘဲလေးလံပွဲပြတ်သွားတယ်လို့သိရပါဗျ။နိုင်ငံတော်ရဲ့အတိုင်ပင်ခံလူမှုကောင်းဆောင်တွန်းဆန်းစုကြည်နေထိုင်တဲ့ခြံမှတ်54ကိုတင်နိုင်ဖြစ်သူဦးအောင်ဆန်းဘက်ကလေးလံဈေးအကျဉ်းချင်းတတ်မှတ်ပြီးရောင်းချနေခြင်းဖြစ်ပါတယ်။ ။ဥအောင်ဆန်းဦးဟာလေးချိန်မြောက်လေးလံမအောင်မြင်တဲ့အတွက်လေးလံဈေးကိုရောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပြီးရောင်းချပေးဖို့ရောင်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့ထံတင်ပြလာခြင်းဖြစ်တယ်လို့တရားရုံးနဲ့နှိစက်သူက ဆိုပါတယ်။နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ရောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမတ်54ကို ပထမကြိမ်ကလေးလံချမ်းငင်းဈေးကျက်315ဘီလီယံဒုတိယကြိမ်မှာကျက်300ဘီလီယံတတိယကြိမ်မှာကျက်290ဘီလီယံနဲ့ နောက်ဆုံးချိန်မှာကျပ်290ဘီလီယံအသီးသီးဈေးလျှော့ပြီးရောင်းချခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ပါဘူး။ဒေါန်ဆန်းစုကြည်ရဲ့အကိုဦးအောင်ဆန်းဦးတင်ပြတဲ့အဆိုနဲ့ပတ်သက်ပြီးလာမယ့်မေလ20ရက်နေ့ယုံချင်းမှာတရားရုံးကကြားပြတ်အမိန့်တရက်ချမှတ်သွားဖို့ရှိတယ်လို့သိရပါဗျ။